ူကဘယ်ယောက်ကြားလိကမှမကန့်ရဲကြလို့အထီးကျန်နေရတဲ့ Real Madrid တင်ဟာစကီလေးစပိန်ဘောလုံးကရဲ့ထွန်းတောက်နေတဲ့ဂျေပနင်းဝင်ဖြစ်တဲ့ Real Madrid မျိုးသမီးတင်ရဲ့တောင်းပန်စာမရုပ်ရည်ချုံမလောက်ပါမှုနဲ့ထင်ရှားသူကီတီနာကက်စတီလိုကမမျှော်လင့်မဲ့ချီးကမကောင်းမှုတွေနဲ့တနာစရာကောင်းတဲ့ရင်ဖွင့်စကားတွေကိုမီဒီယာကနေတင်ဆက်ပြောကြခဲ့ရမှာပရိသတ်တွေနဲ့ဘောလုံးသားဝင်ကြမှာလှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့ပါတယ်သူကရုပ်ရည်ချုံမလောက်ပါပြီးအုပ်စာပေါ်တဲ့ဘောလုံးမတူဖြစ်နေတာကြောင့် ။ဘယောက်ကြောင့်လည်းကမှမချင်းကရရကြတဲ့ပေါ်သူရဲ့နေဆိုင်နဲ့စိတ်ကန်စားချက်နဲ့အထီးကျန်ရတဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုပို့ပွင့်နေရင်ဖွင့်ရပြောကြားခဲ့တာဖြစ်ပါတယ်။ကက်စတီလိုကသူရဲ့ပုံပေါ်ရေးပေါ်နဲ့ပတ်သက်ပြီးခုလိုမျိုးပြောဆိုခဲ့ပါတယ်။ယောက်ကြောင့်လည်းကကျမကိုမချင်းကရရကြပါဘူး။သူတို့ကကျမကိုပိုင်ဆိုင်ခွင့်ရဖို့မစူးစမ်းကြပါဘူး။ကျမကိုသူတို့အနေနဲ့ပိုင်ဆိုင်ခွင့်မရဘူးလို့မြင်နေကြပုံပါပဲလို့စင်မကောင်းစွာယင်ဖွင့်ခဲ့ပါတယ်။ဒီလိုပြောကြတာသူရဲ့ကြော်ကြမှုနဲ့အောင်မြင်မှုကတစ်ဖက်ကချင်းကပ်လာခြင်းကားတဲ့သူတွေအတွက်ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာအသားစီဖြစ်နေကြောင်းကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာဖြစ်ပါတယ် ပုံမှန်အဖြစ်ရုပ်ရှင်နဲ့ဂုံမောင်းရှိသူတွေကိုဝိုင်းဝိုင်းလည်နေလေးရှိပေမဲ့ကက်စတီလိုတော့ကတော့သူရဲ့အောင်မြင်မှုကပုံကွေရေးပေါ်မှာစန့်ကျင်ပန်ရလက်ကူတာဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့ဒီမှာကလူသားအလုံးကိုတန်းတူညီမျှရှိကြောင်းနဲ့ကိုပိုင်တန်မိုးရှိကြောင်းကိုလည်းဆက်လက်ပြောကြားခဲ့ပြီးဘယ်မှမရနိုင်မှုဆိုတာကတော့မရှိပါဘူး။ကျမတို့အလုံးကတန်းတူညီမျှရှိကြပါတယ်။လူတူဦးရောက်ချင်းစီတိုင်းမှာကိုပိုင်တန်မိုးရှိကြပါတယ်လို့ခိုင်မာပြောဆိုခဲ့ပြီးဈေးပန်းခင်းသွားခဲ့တာဖြစ်ပါတယ်။တိုင်းပြည်ကဘသူတက်လူသီးပုံများလဲဆိုပြီးတော့လည်းမတွေးဘူးလို့ပြောဆိုခဲ့တာကြောင့်သူကလူချင်းချင်းကြားကန်ထားရှိတဲ့ကြော်ကြားမှုအစဉ်တန်းတွေကိုလေးမထားပဲယူသားတဲ့ဆက်ဆံရေးကိုသာလူသားကြောင်းကိုထင်ရှားစေခဲ့တာဖြစ်ပါတယ်။ ဒီတော့ချမလာပါတဲ့ဂဇမတူဖြစ်နေပေမဲ့လည်းအထူးကျဆန်မှုကိုပြပြနေတဲ့ခန်းစားနေရပုံကိုဖွင့်ရခဲ့ပြီးအခုတည်းရတီချင်းကလာတဲ့သူတယောက်မှမရှိပဲတယောက်တည်းဖြစ်နေတော့တခါတလေဆိုညာဘက်အဲ့ရတဲ့မှာအထူးကျန်ပြီးငုံမြရတီနာကျင်ရပါတယ်လို့ပြောကြခဲ့ရမှာပရိသတ်တွေကိုစိတ်မကောင်းဖြစ်စေခဲ့ရတာဖြစ်ပါတယ်ကီတီနာကက်စတီလိုရဲ့ဒီလိုမျိုးရင်ဖွင့်စကားတွေရသူ့ရဲ့ဘလုံးဝင်ပြမပေါ်ကအောင်မြင်မှုတွေလို့တောက်ပနေခြင်းမရှိပဲဝမ်းနေမှုတွေအထူးကျန်ဆန်မှုတွေနဲ့ဖုံးလွှမ်းနေတာကိုတွေးမြင်နိုင်ပါတယ် အထူးသဖြင့်လူမှုကွန်ရက်ခင်မှာလူတီများသူတွေရဲ့ဒီကိုရေးပွားနဲ့စိတ်ခံစားမှုပေါ်တက်ရောက်မှုကိုပြသနေတာဖြစ်ပါတယ်ကျွန်တော်ကတော့ဂက်စကီလိုလီရဲ့ထီးချန်ဆန်မှုတွေကိုဖိရှားပေးဖို့စပိန်နိုင်ငံမက်ဒရစ်မြို့ကိုသွားမဲ့လေရင်လက်မှတ်ဖို့အတွက်ဒီနေ့ကနေပိုက်ဆံစားစုနေပါပြီဒီမှာကျွန်တော်တို့ကတော့အမားကိုချစ်ကြတဲ့